ဟိုချင်းတယောက်အနေနဲ့ကကြတော့ခက်ခဲတဲ့ဟာတော့မရှိပါဘူးအကုန်လုံးကအာညကိုမောင်နှမလိုပဲချစ်ကြတာဆိုတော့လေဒါပေမဲ့ပေါ့နော်ဟိုဒီဒီဖက်ကကိုယ်စီနီယာနဲ့လက်တွဲရတဲ့အခါမှာတခြားလူမျိုးနဲ့ဗမာတိုင်းတိုင်းနဲ့လက်တွဲရတဲ့အခါမှာကြတော့စကားအခက်ခဲကြောင်ပေါ့နော်နည်းနည်းနှောင့်နေတာမျိုးတွေရှိတယ်ပြီးရင်ညီမကလည်းအစ်စ်ဆိုတော့ဟိုနော်အာနည်းနည်းအာရင်ခုန်စိတ်လှုပ်ရှားပြီးတော့နည်းနည်းကြန့်ကြာတဲ့အပိုင်းလေးတွေရှိတာပေါ့နော်အဲ့ဒီတကြောင်မလို့ အာသူတို့ကလည်းစိတ်ရှည်ပေးပါတယ်အကုန်လုံးကလေအကုန်လုံးကလည်းဖေးမပေးကြတဲ့အတွက်ကိုအာညီမအနေနဲ့တော့လောက်ရခံရတာအဆင်ပြေပါတယ်ဟိုကျွန်တော်တို့ကတောင်ပေါ်ကနေလာခဲ့တာဆိုတော့လေခက်ခဲတွေတော့ရှိပါတယ်။ဟိုကျွန်တော်တို့ထင်တာထက်ခက်ခဲတာပေါ့နော်ခက်ခဲနေနေတဲ့အပိုင်းတွေရှိတယ်ရုပ်ရှင်ဆိုတာရုပ်ရှင်တစ်ခုဖြတ်လာဖို့ကျွန်တော်တို့ဒီလောကထဲကိုမဝင်ခင်တော့ကဆိုရင်ဒီလိုပဲ ရုပ်ရှင်တစ်ခုအလွယ်လွယ်ကူကူဖြစ်လာတယ်ဒီလိုပဲတယုတ်ဆောင်ကြတယ်လို့ထင်ခဲ့တာပေါ့နော်ဒါမဲ့တကယ်တကယ်လုတ်တဲ့ချိန်မှာဒီဟိုစေတနာအနစ်နာငွေရေးကြီးကြီးကစပါနော်အကုန်လုံးကျွန်တော်တို့ကဟိုပေးဆက်ရတာပေါ့ဗျာပေးဆက်ရတယ်ကျွန်တော် producer တွေကလည်းငငိမ့်နေလို့မရဘူးလေးလာနေရတာပေါ့နော်ဒီပြင်တိုက်ဒီဘလို့လုံနေလဲဒီ international မှာရောဘလို့ဒီဖြစ်နေလဲဒါတွေကိုလေးလာရတယ်ဒီဒုနိုင်ငံမှာကိုပဲဟိုတချို့ ဟိုလူငယ်တွေကတအားရှိပြည့်ရလေအဲ့ဒါတွေကိုဘလို့လုံနေ line line မိနိုင်အောင်ကျွန်တော်တို့ကစူးစမ်းနေရတာပေါ့လေပြီးရင်ကျွန်တော်တိုင်းရင်းသားမှာကခုနလို producer တွေနည်းသေးတဲ့အတွက်လည်းဒီကျွန်တော်တို့လုတ်တဲ့ဟာဟို coaching တိုင်းရင်းသားတွေ image ကြတာမျိုးလည်းမဖြစ်ချင်ဘူးဗျာသူဟာသူအများကြီးကျွန်တော်တို့မထောက်ပံ့နိုင်ရင်တောင်မှဟို level တစ်ခုမှသွားချင်တာပေါ့အားကြောင့်မလို့လဲကျွန်တော်တို့ဟိုပုံမှန်ထက်ပိုခက်ခဲတာပေါ့နော် ခုနောက်ပိုင်းကတော့ကျွန်တော်တို့လောက်တာလေးတွေကပိုအဆင်ပြေလာပါတယ်ဘာလို့ဆိုတော့မိတ်တွေရလာတယ်စီနီယာကြီးတွေလက်တွဲခေါ်တဲ့စီနီယာကြီးတွေရှိလာတယ်ခုနောက်ပိုင်းပြီးရင်တခြားဒီနယ်ပယ်ကကိုအတိတွေကလည်းပြောပြီးဆိုပြတာပေါ့နော်ဒီလိုလေးဒီလိုလေးအကြံပြုတဲ့ပုံမှာကျွန်တော်တောင်းနေပါတယ်ဟုတ်အကောင်းဆုံးစ조사နေရပါလေခုလက်ဆရာတော့မာကျွန်တော်တို့တိုင်းရင်းသားတွေရလဲဟိုမြန်မာဆစ်စစ်ပါပဲဟိုကျွန်တော်တို့ဒီနိုင်ငံကိုချစ်တယ် တို့ရဲ့မြန်မာလူမျိုးကိုချက်တယ်ပေါ့နော်ဟိုဒါကြောင့်မလို့လဲဒီကျွန်တော်ရိုက်တဲ့ကားတွေဆိုလဲဒီမြန်မာမှုတွေလည်းမပြည့်ရဘူးပေါ့နော်မြန်မာယဉ်ကျေးမှုဓလေ့တွေလည်းကျွန်တော်တို့လုံးဝပျက်စီးမခံနိုင်ဘူးအကောင်းဆုံးဟိုဖြစ်အောင်လုပ်တယ်ဟိုကျွန်တော်တို့တချို့ကတော့ခွဲခြားဆက်ဆံတာတွေရှိတယ်ခွဲခြားဆက်ဆံတာဟိုပြောမဆိုရင်ဒါကတော့ဒီလောကမှာရေမဟုတ်ပါဘူးတခြားစီးပွားရေးလောကမှာလည်းအဲ့လိုလေးတွေရှိတာပေါ့နော်အဲ့လေးတော့နည်းနည်းစိတ်ထဲမှာတော့မကောင်းဖြစ်တာပေါ့လေ ဒါမဲ့လည်းဟိုဒီလောက်ကိုလောက်ပြီးမှတော့ဒါတွေကို ခံနိုင်ရမယ်ဆိုတော့စိတ်နဲ့ပေါ့နော်တချို့ကလက်တွဲခေါ်တဲ့လူရှိတယ်တော်တော်များများကတော့အဲ့လိုပေါ့လက်တွဲမခေါ်ဘဲနဲ့อืมတချို့အဲ့လိုလေးတွေရှိတာပေါ့လေအခက်ခဲလေးတွေတော့တိုင်းရင်းသားဖြစ်တဲ့ပုံမှာကျွန်တော်တို့ကပြောမယ်ဆိုရင်မြန်မာပြည်လောက်ကတော့ပြောဆိုလဲမတတ်ဘူးအဲလောက်တာကင်တာလဲဒီလောကမှာပဲအခုမှတိတ်မကြသေးဘူးလေဆိုတော့ခါချအခက်ခဲတွေရှိတယ်ဒီဟာတွေကို ခန္ဓာရင်စီအောင်လဲဆူတောင်းထားတယ်ဗောလေဆူတောင်းပြီးတော့ပဲဟောကျွန်တော်ရောက်အောင်လုပ်မယ်တစ်ချိန်ကျရင်တို့လေးစားတဲ့လူဖြစ်ကိုဖြစ်ရမယ်ဗောနော်အဲအဲ့လိုမျိုးပေါ့